အားလုံးပဲမင်္ဂလာပါခင်ဗျာရေလင်းဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook နဲ့ Messenger အသုံးပြုတဲ့မိတ်ဆွေတွေအတွက် Messenger မှာကိုကအခြားတယောက်ယောက်ကိုအရေးကြီးစာရွက်စာတမ်းတွေတခုခုပေါ့နော်ဒီလိုမျိုးပုံတွေဗီဒီယိုတွေပို့တဲ့အခါမျိုးမှာကိုပို့လိုက်တဲ့ဟာကိုသူသူ့ဘက်ကနေပြီးတော့စိတ်လို့လည်းမရဒီ screen shot လည်းရိုက်လို့မရအောင်စိတ်လို့မရအောင်ကျွန်တော်တို့ဒကြိမ်ကြည့်ပြီးရတယ် auto ပြတ်သွားအောင်လို့ပို့လို့ရမယ့်နီလန်းလေးကိုအစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျာကျွန်တော်တခါတည်းမှာ Messenger ကနေပြီးတော့အခြားတယောက်ယောက်ကိုပေါ့နော်ကိုရဲ့ဟို account password တွေပဲဖြစ်ဖြစ်ဒါမှမဟုတ်အခြားအရေးကြီး ီးတဲ့ပုံနေဗီဒီယိုတွေပေါ့နော်ဒီလိုမျိုးပို့တဲ့အခါမျိုးမှာဒီနီလန်လေးကအရန်ကိုသုံးဝင်ပါလေပြကျွန်တော်ပထမဦးသုံးနေနဲ့မဆင်ညာလေးဝင်လိုက်ပါမယ်အဲမဆင်ညာလေးဝင်ဝင်ပြီးကိုပို့ခြင်းတဲ့သူကိုရွေးလိုက်ပေါ့နော်ကျွန်တော်ကတော့မှဒီအဆန်းတွေ့တဲ့အကောက်ကိုပဲအဆန်းတစ်ခုအနေနဲ့ပို့လိုက်မယ်ပေါ့နော်အဲကျွန်တော်ပုံပို့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပုံပို့ပုံပို့ဖို့ဒီပုံနေဗီဒီယိုတွေပို့တဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်အဲကျွန်တော် permission မပေးရသေးတဲ့အတွက် permission တစ်ချက်ပေးလိုက်မယ်။အဲပြီးမှပုံနေဗီဒီယိုပေါ်လာပြီပေါ့နော်။အဲ့ဒီထက်ကမှကိုပို့ခြင်းနဲ့ကျွန်တော်တို့ ပုံတို့မဟုတ်ဗီဒီယိုရွေးလိုက်ပေါ့နော်ပုံလည်းရတယ်ဗီဒီယိုလည်းရတယ်ပေါ့နော်ကျွန်တော်တို့အဲကျွန်တော်ကဒီပုံလေးကိုစမ်းပို့ပြပေးမယ်ဗျာအဲဆိုရင်အဲ့ကိုပို့ချင်တဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်တစ်ချက်နှိပ်ပြီးရင်ကျွန်တော်ဒီအောက်မှာ edit နဲ့ဆန့်ဆိုတာလေးပေါ်လာလိမ့်မယ်ပေါ့နော်အဲအဲ့ဟာရဲ့ base ကဒီ edit ဆိုတာလေးကိုကျွန်တော်တစ်ချက်ထပ်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ဗျာဒီ edit ဆိုတာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါနှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီနေရာမှာဒီအောက်ဆုံးမှာကျွန်တော်ဒီ one ့ဆိုတာလေးရှိရယ်ပေါ့နော်ကွမ်းဆိုတာဒီကျွန်တော်ကုမြလေးထုတ်ပြပေးထားပါလေဗျအဲ့ဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဗျတစ်ချက်နှိပ်လိုက်ပြီးဆိုရင်ဒီလိုမျိုးလေးပထမအဆုံးတစ်ချင်ဆက်လှုပ်လှုပ်ချင်မှဒီလိုမျိုးပေါ်ရယ်ပေါ့နော်နောက်ပိုင်းကျရင်တော့မပေါ်တော့ပါဘူးဗျဒီလိုမျိုးပေါ်လာကျွန်တော်ဒီ okay ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါအဲပြီးရင်တော့ရပါပြီဗျခုနကတော့ဒီ 1 all ဆိုတာလေးကနေပြီးတော့1 view only or view 1ဆိုပြီးတော့ပြောင်းသွားလိမ့်မယ်ပေါ့နော်အဲအဲ့ဟာလေးတစ်ချက်နှိပ်လိုက်တာ ਨੇ ဒီလိုမျိုးလေးပေါ်သွားလိမ့်မယ်အဲ1ဆိုတာလေးတစ်ချက်နှိပ်ပြရမှာပေါ့နော်နှိပ်ပြီးပြီဆိုတာ ਨੇ ကျွန်တော်ဆန့်ကိုနှိပ်ပြီးအဲပို့လိုက်လို့ရပါပြီဗျဒီလိုမျိုးပို့လိုက်ပြီဆိုတာ ਨੇ ကျွန်တော်တို့ပို့လိုက်တဲ့ပုံသို့မဟုတ် video ကအဲဒီလိုမျိုးလေးပေါ်နေမှာဖြစ်ပါတယ်ဗျသူ့ဘက်ကနေပြီးတော့ဒီကိုပို့လိုက်တဲ့ဟာကို screen shot လေးရိုက်လို့မရဘူးသူ့ဘက်မှာဆိုရင်အဲဒီဟာလေးကိုနှိပ်ကြည့်လိုက်ရင်သူကတစ်ချိန်တော့ကြည့်လို့ရတယ်မှာပေါ့နော်ပုံမဲ့ဖြစ်ဖြစ် video ဖြစ်ဖြစ်သူကိုပို့လိုက်တဲ့သူဘက်ကနေပြီးတော့တစ်ချိန်မဲ့ကြည့်လို့ရမယ်တစ်ချိန်ကြည့်ပြီးရ န်နဲ့ဒါလေးအော်တိုပြန်ပြီးတော့ပြက်သွားမှာအော်တိုဒလီလုတ်သွားမှာဖြစ်ပါတယ်ဗျသူဘက်ကနေပြီးအဲကြီးရတဲ့ချိန်မှာစကင်ရှော့လေးရိုက်လို့မရတယ်လို့စိတ်လူလည်းမရပါဘူးဗျအဲပြီးတာနဲ့အော်တိုပြက်သွားမှာဖြစ်ပါတယ်ဗျဒီနေ့ဒီနီလန်လေးနဲ့ကျွန်တော်အရေးကြီးတဲ့အကြောင်းအရာတွေဒီမက်ဆင်ဂျာရဲ့ဒီ history ထဲမှာမကြံစီခြင်းနဲ့ပုံနေဗီဒီယိုတွေကိုဒီနီလန်လေးနဲ့ပို့လို့ရရပါတယ်ခင်ဗျမိတ်ဆွေတို့အတွက်ဒီနီလန်လေးကအသုံးတက်မယ်လို့မျှော်လင့်ပါတယ်ဗျဗီဒီယိုလေးကိုအဆုံးနှစ်ကြည့်ရှုပေးကြတဲ့အတွက်ဒူးချင်းတွေအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ